ဂျပန်ကောက်ကိုမိုဘယ်ဘက်နဲ့ကိုရင်ဖွင့်ကျင်တဲ့သူတွေအတွက် DP တို့ကျွန်တော်လုတ်ပေးတာဖြစ်ပါတယ် DP တို့မှာဂျပန်ကောက်ဖွင့်ဖို့အတွက်ဂျပန်ဂျီမေးပြီးတော့ဂျပန်ဂျီမေးကိုဖွင့်မယ် VPN ကိုဂျပန်ချိတ်ပြီးတော့ဂျပန်ဂျီမေးဖွင့်မယ်နော်အခုကျွန်တော်ပြတဲ့ VPN လေးတစ်ချက်သုံးကြည့်ပါကောက်ပါတယ်ဗောနော်အဲ့တော့ Play Store မှာလည်းရတယ်ဗောနော်အဲ့တော့ဂျပန်ဂျီမေးကိုဖွင့်မယ်ပြီးတော့ဂျပန်တစ်တော့အကောက်ကိုဖွင့်မယ်ဗောနော်အဲ့တော့အားအကြောင်းမို့ပထမဆုံးအနေနဲ့ဂျပန်ဂျီမေးဖွင့်မယ်အတွက်ဖုန်းစတင်တော့တစ်ချက်သွားမယ်ဒီနေ့တည်းမဲ့လုတ်ကြည့်ပြပါအကောက်တွေကိုကျွန်တော်ဒီနေ့တည်းမဲ့ဖွင့်ပါတယ်အဲ့တော့စတင်နေသွားမယ် တွားပြလို့ရှိရင်ကျွန်တော်အဲ့မှာအဲ့အကောက်ပေါ့နော်အကောက်ကိုနှိပ်မယ်ပေါ့နော်ဒီဂူခဲဆိုတဲ့ဟာကိုမနှိပ်ပဲနဲ့ဂူခဲရဲ့အောက်မှာရှိတဲ့အကောက်ဆိုတာကြီးတစ်ချက်နှိပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက် ပြမယ်ကောက်နှိပ်မယ်ပြီးသွားလို့ရှိရင်အဲ့မှာအဲ့မှာအဲ့အကောက်ကိုတစ်ချက်နှိပ်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဂူခဲကိုတစ်ချက်ပြန်နှိပ်မယ်အဲ့လုံးလေးလေးစောင့်မယ်ပြီးသွားရင်ကျွန်တော် create အကောက်တစ်ချက်နှိပ်မယ်ဂျီမီကအခုလောတဲ့လူတွေတော်တော်များဖွင့်လို့မရဘူးလို့ပြောတယ်เนาะအခုဒီထဲမှာတစ်ချက်ဖွင့်ပြပါအဲ့တော့ကျွန်တော် business ဆိုရွေးလိုက်မယ်เนาะ my business ဆိုရွေးလိုက်မယ်အဲ့ personal account ရွေးရင်လည်း ဘာစနေကောက်မယူနေဗျာဘီဇင်းနဲ့ကောက်ယူလိုက်ပေါ့နော်အဲ့တော့ first name first name မှာကကျွန်တော်တို့ပထမဆုံးကျွန်တော်ကိုယ့်ရဲ့နာမည်ပထမဆုံးနာမည်ပြီးတော့အောက်မှာ last name ပုံစံမျိုးပေါ့နော်အဲ့ဒါကိုယ့်ရဲ့နောက်ဆုံးနာမည်ထည့်ပါနော်ပြီးွားရင်ကျွန်တော် next နဲ့ set သွားမယ်ဂျီမေးဖွင့်တာလဲကျွန်တော်တို့ကဂျပန်ဂျီမေးဖွင့်ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော် VPN ကို Japan VPN ခံပြီးတော့ဖွင့်ပြပါအဲ့တော့ဒီမှာကိုယ်မွေးရဲ့မွေးတက်ကလေးအမှန်ထည့်ပါမယ်အမှန်မထည့်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီ မော်နီတာရှင်းရှောက်တဲ့အချိန်မှာကိုယ့်ရဲ့ Gmail အကောက်ကခွန်ဒီတက်ကလေးတွေမမှန်ဘူးဆိုရင်သူတို့က ID ရှောက်ခွင့်ပေးမှာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်ကအလွယ်တကူဖွင့်တဲ့အတွက်ကျွန်တော်ကတော့အလွယ်ရတဲ့ Gmail ကိုပဲတစ်ချက်ရွေးပြီးဖွင့်လိုက်ပါမယ်အဲ့တော့ national ထပ်သွားမယ်ပြီးသွားရင်ကျွန်တော်က password ပေးမယ် password ကိုခိုင်ခိုင်မာမာလေးပေးမယ်เนาะအခုဒီ password တော့ကျွန်တော်မပြတော့ပါဘူးပြီးသွားရင်ကိုကြက်တဲ့ password ပေးသွားရင် national ထပ်သွားမယ် တစ်ချက်ပြောမယ်ဂျပန် VPN ခံပြီးဂျပန်ကြီးမြို့ဖွင့်မှာနော်ဒီအစ်စ်မှာကျွန်တော်ဖုန်းဖုန်းမလိုဘူးနော်ဖုန်းမလိုဘူးပြီးရခံကြမှာကျွန်တော်တို့ကဒီ status ပုံစံမျိုးနဲ့ verify လောက်တော့ဗောနော်ဖုန်းနဲ့ verify လောက်လို့ရတယ်နောက်မှာဗောနော်အဲ့တော့ကျွန်တော် next နဲ့သွားမယ်ကျွန်တော်ဂျီမေးတစ်ခုရောက်သွားပြီလွယ်လွယ်လေးအဲ့တော့ review ယူတာ account info ဆိုပြီးတော့တစ်ချက်နှိပ်မယ် view ID next နဲ့ထပ်သွားမယ် view ID ကျွန်တော်တို့ account ကို review လုပ်နေမှာဖြစ်ပါတယ်အပြီးတော့တိတ်မကြတဲ့ခင်တဲ့အချိန်မှာပဲ second file လေးအတွင်းမှာပဲဂျီမေး account တစ်ခုဖွင့်တာပြီးသွားပါပြီ အဲ့တော့အခုဆို9မိနစ်ပဲရှိသေးတယ်နော်ဂျီမေးကောက်တော့ကောက်ဖွင့်တာပေါ့နော်ဒီထက်ပိုပြီးတော့မြန်တဲ့လူတွေလည်းရှိမှာပါဒါပေမဲ့ကျွန်တော်ကတော့တစင်းချင်းညီသွားတယ်ဖြည်းဖြည်းချင်းပြောပြရတဲ့အတွက်ဒီလောက်ကြားတယ်ပေါ့နော်โอเคပြီးတော့လုပ်ချင်း review ပေါ့နော် preparation တင်းဆိုပြီးပေါ်တယ်ပြီးတော့ရင်ကျွန်တော် agree နေပြီမယ်အင်္ဂလိပ်လိုကျွန်တော်အသာထွက်တာမိုင်းမှာပဲပေါ့နော်မှန်မှန်ချင်းမှလည်းမှာပေါ့နော်ဘာလို့ဆိုတော့အင်္ဂလိပ်စာတိတ်မကျွမ်းလို့ပါဗျာနော်အဲ့တော့နားလည်ပြီးပါကျွန်တော်အေးဆောင်မယ်လုံးနေလေးလုံးနေလို့ပါနော်အဲ့တော့ကိုကလည်း line ရတိတ်မကောင်းဆိုတော့ပြတာခက်တယ် ပြီးတော့ Google Service ဆိုပြီးတော့အခုလိုမျိုးလုံးနေလေးလုံးနေပါလိမ့်မယ်ပြီးတော့ရင်ကျွန်တော်တို့ကိုယ့်ရဲ့ Gmail ကဖွင့်ပြီးတာရောပြီးသွားဖြစ်ပါတယ်။အော်ဒီပုံစံမျိုးပြောရရင်ကျွန်တော် Gmail account တစ်ခေါက်ရပါပြီ။အဲ့ဒါကိုကျွန်တော်တစ်ချက်ထပ်ပြပါမယ်။ Gmail account ကိုအဲ Google ကိုတစ်ချက်နေမယ်။ပြီးသွားရင်ကျွန်တော်ဖွင့်ထားတဲ့ Gmail တွေဒီမှာပေါ်နေပါဖြစ်ပါတယ်။အော်ခဏလေးပါ line မကောင်းလို့ပါနော်။အဲ့တော့စောစောဖွင့်ထားတဲ့ Gmail ကိုတစ်ချက်သွားကြည့်မယ်။ Gmail ထဲကိုဝင်မယ်။ ဝင်ပြီးသွားလို့ရှိရင်အမဘိတ်ဆုံးရမှာကျွန်တော်နာမည်ပေးထားတဲ့ဟာလေးတစ်ချက်နေမယ်ပြီးသွားရင်အမအခုလိုမျိုးဂျီမေးအကောက်အစ်စ်ဖွင့်အောင်တွေ့ရပါမယ်ဂျီမေးအကောက်အစ်စ်ကလည်းဂျပန်ဂျီမေးအကောက်ပါနော်အဲ့တော့ကအဲ့တော့လေတစ်ချက်လောရင်ဝင်လာမယ်ဝင်လာပြီးသွားလို့ရှိရင်ကျွန်တော်တို့ TikTok နဲ့ဂျပန်ဂျီမေးနဲ့ TikTok ကိုအခုကျွန်တော်ဖွင့်ထားတဲ့ဂျပန်ဂျီမေးနဲ့ဂျပန် TikTok အကောက်ကိုတောက်ဖွင့်မှာဖြစ်ပါတယ်အဲ့တော့ဆက်ပြီးကြည့်ပေးပါဒီချိန်မှာလည်းကျွန်တော်ဂျပန် TikTok ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့် VPN ကိုလည်းဂျပန် region ထားပြီးပါ အဲ့ဒါမှဂျပန်တက်တော့ရမှာပါအဲ့တော့လောလောဆယ်ဒီအကောက်ကိုကျွန်တော်လောလောလိုက်မယ်အကောက်တက်ဖို့မှာဖြစ်တဲ့အတွက်ရဆိုင်းရလုံးမှာဖြစ်တဲ့အတွက်လက်ရှိတုံးနေတဲ့အကောက်ကိုလောအောင်လုပ်နိုင်ဖြစ်ပါတယ်โอเคအမအဲ့အကောက်ကိုနှိပ်လို့လည်းရရနော်ကျွန်တော်ကတော့လောမထပ်ပါနဲ့အဲ့အကောက်နှိပ်လိုက်မယ်ပြီးရောလို့ရှိရင်ကျွန်တော်အဲ့မှာအောက်မှာ mm ဆိုတဲ့နေရာရှိပါတယ်အဲ့ဒါလေးကိုလျှက်ကြည့်ပေးပါအခုလိုမျိုးပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးပါ mm ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုချက်နှိပ်ပြီးပြီးရောလို့ရှိရင်ကျွန်တော်တို့ကဒီမှာဂျပန်အကောက်ဖြစ်မှာဖွင့်မှာဖြစ်တဲ့အတွက် ဂျပန်ကိုရွေးပါအဲ့ဒီအချိန်မှာပြောစရာရှိတာကဂျပန်ရွေးမယ်ထိုင်းဖွင့်မယ်ဆိုလဲထိုင်းရွေးပေါ့နော် region ပေါ့နော်ကျွန်တော်ကဂျပန်ဖွင့်မှာပြည်တယ်ဂျပန်ရွေးလေတယ်အခုကြည့်နေတဲ့မိတ်ဆိုတော့ဗန်နိုင်ငံဖွင့်ရပါတယ်မြန်မာနိုင်ငံတော့ဖွင့်မိပါသေးတယ်မြန်မာနိုင်ငံကတော့ monetization မရပါဘူးဂျပန်ပဲရမှာပေါ့နော်အဲ့တော့ကစောစောဖွင့်ထားတဲ့ Gmail ကိုစိုင်းရလုတ်လိုက်မယ်ပေါ့နော်တစ်ချက်ရွေးပေးလိုက်အောင်မယ် Gmail လည်းရိုက်ထည့်စာမလို့တော့ဘူး password လည်းရိုက်ထည့်စာမလို့ဘူးစိုင်းရင်လည်းတစ်ချက်လုတ်လိုက်တာ ਨੇ ဂျပန်အကောက်ကိုရသွားမှာဖြစ်ပါတယ်အဲ့တော့တစ်ချက်လေးစောက်ပြီးပါလုံးနေလေးလုံးနေပြီ အပေါ်ဆုံးမှာကျွန်တော်တို့တွားပြီးတော့ဆိုင်းရလုပ်ပြီးတော့မှစာရေးရိုက်ချာမလို့တော့တခါလေလော့ရင်လော့လိုက်ရုံပဲပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ကယူရဘတ်ဒေးပေါ့နော်မွေးနေ့ကိုထည့်ပါမယ်စောစောဂျီမေးမှာထည့်ခဲ့တဲ့မွေးနေ့ကိုမှတ်ထားပြီးဒီမှာအတိုင်းပဲအမှန်လားထည့်ပါတုံးမှသာကျွန်တော်တို့ကဒီ ID တင်တဲ့ခါကျရင်မြန်မာနိုင်ငံက ID နဲ့တင်လို့ရမှာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံ ID လည်းရရင်နော်အားတစ်ချက်ပြောကြည့်ရင်ပြီးလုံးလေးလေးလုံးနေလိမ့်မယ်ဖြစ်ချင်တော့စောစောမှာကျွန်တော် region ပြောင်းတဲ့အချိန်မှာဂျပန်ပြောင်းထားဖို့လိုတယ်ကိုဖွင့်တဲ့နိုင်ငံပြောင်းထားဖို့လိုတယ်အဲ့ဒါမှဂျပန်အကောက်ရမှာပါ အတစ်ချက်လေးထပ်ဝင်ပြီးပါအခုလိုမျိုးပေါ်လာလို့ရှိရင်ထပ်ပြီးဝင်ပြီးလိုက်နော်အဆင်ပြေသွားလိမ့်မယ်ပြီးွားရင်အဲ့မှာ create your nickname ပေါ့နော် create nickname ပေါ့ကိုကနာမည်ပြောင်းပေးလို့ရတယ်ပေါ့နော်ကိုဖွင့်ခြင်းတဲ့နာမည်ကိုပေးပါနာမည်အရှိမပေးပါနဲ့ကိုရဲ့ TikTok အကောင့်ကိုနာမည်အတူပဲပေးပါရှာလွယ်အောင်လို့ပေါ့နော်အဲ့တော့ကလုံးလေးလေးလုပ်မယ်ခဏဆောင်မယ်ပြီးွားလို့ရှိရင်ဂျပန် TikTok အကောင့်ဖွင့်တာပြီးတော့ပါပြီအခုလိုမျိုးပြအောင်ပေါ့နော် โอเคအဲ့မှာကျွန်တော် profile နဲ့တစ်ချက်သွားကြည့်မယ်အခုလိုမျိုးเนาะ follower 0 follower 0 follow 0ပေါ့เนาะအဲ့တော့ like လဲ like လဲ0ပဲเนาะအဲ့တစ်ချက်ကြည့်မယ်ပြီး setting နဲ့သွားမယ်ပြီးွားရင် account တဲ့ဝင်မယ် account info တစ်ချက်ကြည့်မယ်အခုလိုမျိုးပဲ Japan TikTok account တစ်ခုကိုရသွားပြီဖြစ်ပါတယ်အဲ့တော့အခုဆို10မိနစ်မပြည့်ဘဲနဲ့ Japan TikTok account ရသွားပြီ Japan TikTok account မှာ video တွေတင်ပြီးတော့မှာပတ်စံရှာလို့ရပြီဝင်ငွေရှာလို့ရပြီပေါ့เนาะ ဲ့တော့အခုပြတဲ့နီလန်လေးကတော့ကျွန်တော်လက်ရှိမှာဂျပန်အကောက်တွေဒီဖွင့်တဲ့နီးပါဂျပန်အကောက်ကိုအခုလိုမျိုးလွယ်လွယ်ကူကူဖွင့်တဲ့နီးပါလွဲပါတယ်နော်ဒီတက်ပို့ပြီးတော့လွဲတာမရှိတော့ပါဘူးအဲ့တော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့နားမလည်တာရှိခဲ့လို့ရှင်အောက်မှာ comment မှတ်ပြီးမေးပေးပါ CV မှာဟမ်းပြီးမေးပေးပါကျွန်တော်ပြောပြပေးပါမယ်ဗျာနော်အဲ့တော့ကဂျပန်အကောက်တွေဖွင့်တယ်တောက်ဝဲကြတယ်အဲ့တော့တောက်ဝဲတာကကိုကအခုလိုမျိုးမဖွင့်တော့ဆိုရင်တော့တောက်ဝဲတာကိစ္စမရှိဘူးအဲ့တော့ကိုကကိုယ်တိုင်ဖွင့်ကျင်တယ်ဆိုရင်တော့အခုလိုနေတိုင်းဖွင့်လိုက်ပါကျေးဇူးများတင်ပါတယ်ဗျာ